สวัสดีค่ะအတန်အနေအမြင့်ခလဲနဲ့ပတ်သက်ပြီးတော့ comment တွေအများများခဲ့တယ်ဂျေဇူးတင်တဲ့ comment တွေဇဝေဇဝါဖြစ်တဲ့ comment တွေအငင်းအခုံဖြစ်တဲ့ comment တွေလည်းအများများခဲ့တယ်ဒီ clip ထဲမှာအပိုင်းနှစ်ပိုင်းကိုခွဲပြီးတင်ပြီးမယ် EP ခုနှစ်ထဲမှာအမတင်ထားတဲ့အတန်နဲ့မြင့်ခလဲကိုကြည့်ပြီးစွေစွာဖြစ်တဲ့သူအတွက်ပုံသေးနီးအဖြစ်နဲ့ဘယ်လိုမှတ်ရမယ်ဆိုတာကို တင်ပေးပါမယ်။နောက်တစ်ပိုင်းကစိတ်ဝင်စားစရာကောင်းတဲ့ comment တစ်ခုကိုရှင်းပြပြီးတော့မှတင်ပေးပါမယ်လို့ဖေဆိုးမောင်ဆိုတဲ့နာမည်နဲ့ comment ပေးထားတာစိတ်ဝင်စားစရာကောင်းပါတယ်။ဆရာမကျွန်တော်နားမလဲတာလေးတခုရှိလို့ပါတဲ့ဆရာသူလိလခဲ့တဲ့ စာအုပ်ရဲ့နာမည်ပေါ့နော်ရဲစာအုပ်မှာပါတဲ့အမာစကားရဲ့20ဖြစ်ပြီးအတန်ခလဲကခုနှစ်တန်နဲ့အတန်နှိမ်က10တန်အဖြစ်ရေးထားပါတယ်တဲ့အဲ့လိုစပြီးအကုန်တလွဲစီဖြစ်နေပါတယ်ခမားတဲ့ဒါကြောင့်လေးလာရတဲ့ကျွန်တော်အတွက်အရန်ခက်ခဲစေတဲ့ပုံစံဖြစ်စေပါတယ်မရှင်းမိတဲ့အပြစ်အတွက်အရှက်ရသလိုဖြစ်သွားရင်တောင်းပန်ပါတယ်ခမား ကျွန်တော်ကိုဂျေဇူးပြု၍တစိမ့်လောက်ရှင်းပြပေးပါလားဆရာမအရန်ဂျေဇူးတင်ပါတယ်တဲ့ရေးထားတဲ့ comment ထဲမှာအဲ့ဒီဆရာရဲ့စာအုပ်ကိုတော့အမတော့မဖတ်ဘူးဘူးလို့ဝန်ခံပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာတစ်ခုကအတန်မြင့်နဲ့အတန်ခလဲရပြောင်းပြန်ဖြစ်နေတယ်မတင်ထားတာကတော့ထိုင်းကျောင်းစာရဲ့အနောက်ဘက်မှာပါတဲ့အတန်နှိမ့်မြင့်ခလဲအတိုင်းလိုက်တင်ပေးတယ်ဒီနေရာမှာအတန်မြင့် ဆက်တလုံးရှိတယ်အတန်ခလဲ၉လုံးရှိတယ်အတန်နိုင်24လုံးရှိတယ်ဆိုတော့အမှန်ပါပဲအခုနောက် comment ထဲမှာအတန်ခလဲက9လုံးရှိတယ်လို့ပြောတဲ့နေရာမှာနှလုံးကိုဖြုတ်ထားတယ်လို့ယူဆရတယ်ပေါ့နော်အတန်ခလဲ၉လုံးရှိတဲ့အထဲမှာကောကైကြောကြမ်းဒေါ်ချတာတော့ပတ်တာဒေါ်ဒက်တော့တောက် บอใบไม้ปอปลาอออ่างเอริเทมาดอชะตาเนี่ยตอปักตาโกเอ่อมยีตั่วบูลาโลอยู่ซะยะเดบ่เนาะဘာကြောင့်လဲဆိုတော့ဒေါ်ချက်တာနဲ့တောပတ်တာကထဲတဲ့ခါမှာဝနယူလို့ခေါ်တဲ့အအပေါ်ကတင်ဂီတာလေးတွေမထဲဘူးဥပမာက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 ာဆိုရင်သူက ဒါ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 ပဲရှိမယ်ဒီအနောက်ကဒါ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 တွေကတော့မတုံဘူးအဲ့ဒါကြောင့်မလို့ဖြုတ်ထားတယ်လို့ယူဆရတယ်ဒါပေမဲ့တကယ်လို့အမကအတန်ခလဲမခုနှလုံးပဲရှိတယ်လို့သိရင်နှလုံးကပြောင်းနေမယ်အဲ့ဒီတော့ပြဿနာအဲ့ဒီနှလုံးကဘာအတန်လဲဆိုတာကိုပြန်ပြီးဖြေရှင်းစရာထက်များနေမှာပေါ့နော်အဲ့ဒီတော့ဘလို့ပဲဖြစ်စီအတန်ခလဲရတော့ဂိုးလုံးရှိတာပါပဲဟုတ်ပြီလား အမတင်တာကအတန်မြင့်7လုံးရှိတယ်အတန်နှိမ့်24လုံးရှိတယ်လို့ပြောတယ်အတန်မြင့်10လုံးရှိတယ်လို့ပြောလဲမှန်ပါတယ်ဘာကြောင့်လဲအဲ့ဒီထဲမှာခေါ်ခွတ်ကမတုံးလို့ပဲဖြစ်တယ်ခေါ်ခွတ်နဲ့ခေါ်ခွနာဘာကြောင့်မတုံးဘူးဆိုတာကိုနောက် clip တွေထဲမှာထပ်ပြောပြမယ်ခေါခွန်မတုံးတဲ့အတွက်ကြောင့်အတန်မြင့်ဆက်တလုံးထဲမှာတလုံးမတုံးတော့၁၀လုံးဖြစ်တယ်လို့ပြောလဲရပါတယ်မမားပါဘူး ဒါပေမဲ့ဆယ်လုံးပဲရှိတယ်လို့တင်တဲ့အခါမှာတလုံးကပြောင်းနေရောဟုတ်တယ်မလားအာမတော့မှုဆိုတော့ဟုတ်တယ်ဒါပေမဲ့အာဒီအမတို့ဖုန်းထဲမှာဆိုရင်လေသူရဲ့ဖုန်းထဲမှာကခေါ်ခွက်လဲပါတယ်အဲ့တော့အဲ့ဒီတလုံးကိုသွားတွေ့တဲ့အခါမှာဒါဘာအလုံးလဲဆိုပြီးဇဝေဇဝါထပ်ဖြစ်နေဦးမယ်အဲ့ဒီတော့မှတ်ထားလိုက်ပါအတန်မြင့်ကဆက်တလုံးရှိတယ်ခေါ်ခွက်ကမတုံးဘူးလို့ပဲမှတ်ထားလို့ရပါတယ် အတန်နှိမ်က24လုံးရှိတယ်လို့တင်တဲ့အထဲမှာ23လုံးရှိတယ်လို့တင်တဲ့လူတွေလည်းရှိပါတယ်။အဲ့ဒါလည်းမမာဘူး။ဘာကြောင့်လဲ?ခေါ်ခွန်ကမတုံးတဲ့အတွက်ကြောင့်ဖြစ်တယ်။ခေါ်ခွန်ဘာကြောင့်မတုံးတယ်လဲဆိုတာကိုနောက်ခရစ်တွေပြောပြမယ်။အဲ့တော့ 23လုံးရှိတယ်ဆိုလည်းရတယ်အခုနပြောသလိုပဲခေါ်ခွန်းတို့တခြားနေရာမှာတော့တွေ့တဲ့အခါမှာဒါပါအလုံးလဲလို့ပြန်ကြောင်းနေမယ်အဲ့ဒါကြောင့်အတန်နိုင်က24လုံးရှိတယ်လို့ပဲမှတ်ထားလိုက်ပါအကြောင်းစာတွေထဲမှာလည်းအဲ့လိုတင်ပါတယ်ဒါဆိုရင်တော့ဒီ comment လေးအာအဆင်ပြေပြီလို့ထင်ပါတယ်နောက်ထပ်တစ်ပိုင်းကိုသွားကြည့်ရအောင်တရထဲမှာလဲနှမျိုးခွဲထားတယ်တရအတန်တူနဲ့တရအတန်ရှိပါတရအတန်တူက အီဥဩအေအဲ့ဒါတွေပေါ့နော်မစွဲတဲ့ဟာတရအတန်ရှည်ကြတော့အာအီဥဩအေဒါတွေဖြစ်တယ်အာတရအတန်ပြက်ထဲမှာထဲ့မယ်ဆိုရင်အာမိုက်အိမ်မိုက်ထိုးတွေမပါဘူးလို့လွယ်လွယ်လေးမှတ်ထားလို့ရတယ်ဥပမာအတန်မြင့်အတန်ခလဲအတန်နှိမ့်နဲ့သွားမယ်ဆိုရင်ခောအခကောအကခောအခ အတန်နဲ့ကတော့နည်းနည်းမြင့်သွားမယ်ပေါ့နော်ခါလို့အတန်ထွက်မယ်ဒါကတော့ဆလာအတန်ပြက်အမတင်ထားတဲ့ EP 7ထဲမှာတင်ထားသလိုအတန်ခလဲရဲ့ကာ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 ကဘယ်အတန်နဲ့ဘလို့ညီတယ်လို့တင်ထားတယ်တချို့ဒါကြည့်ပြီးတော့မှနည်းနည်းကြောင်နေပေါ့နော်အမရဲ့ကြောင်တာတချို့တွေလည်းပုံပြီးကြောင်သွားတယ်အဲ့ဒီတော့ပုံသေးအဖြစ်မဲ့မှတ်ထားလို့ရတယ်အဲ့ဒါကတော့ဒီလိုမှတ်ပါအတန်မြင့်ဆက်တလုံးကိုအရင်ကြက်မယ် သူ့ရဲ့သုံးတန်ကိုကြက်မယ်သူ့သုံးတန်ကခါ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 အတန်ခလဲကိုမှတ်မယ်ဆိုရင်ဂူလုံးကိုအပင်အရင်ကြက်ပါပြီးတော့ငါးတန်ကိုကြက်မယ်ကာ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 အဲ့လိုပဲပုံလေးကြက်ထားလိုက်ပါ အတန်နဲ့24လုံးကိုကြက်စရာမလိုဘူးဒါပေမဲ့3တန်ကိုတော့ကြက်ရမှာသူရဲ့3တန်ကခါ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 အဲ့ဒါကြက်ထိုင်းလုံလောက်ပါတယ်အတန်မြင်း ဆက်တလုံးကိုခါခါခထဲမှာအစာထိုးထည့်သွားမယ်အတန်ခလဲဂိုလုံးတွေးပြီဆိုရင်ကာ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 ထဲမှာအစာထိုးရမယ်အတန်နေ24လုံးထဲကတလုံးလုံးတွေးရင်ခါခါခါထဲမှာအစာထိုးထည့်သွားမယ်ဆိုရင်ဘာမှမခက်ပါဘူးဒီ clip လေးအကျိုးရှိမယ်ဆိုရင် like and share လေးလုပ်ပေးပါ subscribe လေးလုပ်ထားပါတခြားသင်စီချင်တဲ့အကြောင်းအရာလေးတွေကို comment ရေးခဲ့ပေးပါအားပေးမှုအတွက်အားလုံးကို ขอบคุณค่ะ